ဘာဘာဦးဆုံးတင်ပြလို့ရတော့ဂလင်းဆိုတာဂျူတင်ခံမှန်းလို့မရဘူးဆိုတဲ့အချက်ရယ်ဒုတိယကငလင်းဆိုတာနေတိုင်းလုံနေရဆိုတဲ့အချက်ရယ်ကဘာနဲ့အဝမ်းကြည့်ရင်ဒါတွေ့ရမှာဖြစ်ပါတယ်အဲတနေ့တနေ့ငလင်းနေလှုပ်ခဲ့တဲ့အချိန်ပေါင်းကဘာကြီးတစ်ခုလုံးပေါ်ကကြုံပြီးကြည့်မယ်ဆိုရင်တော့အချိန်ပေါင်းဟာတင်းချီနေပါတယ်ဂျပန်တနိုင်ငံတဲမှာပဲတနေ့အတွင်းလှုပ်တဲ့ငလင်းအချိန်ပေါင်းဟာတင်းကြော်ကြည့်ရှိခဲ့တဲ့နှစ်တွေရှိပါတယ် ဒီဟာကိုတင်ပြရတဲ့အကြောင်းရင်းကငလင်းနဲ့ပတ်သက်ပြီးအယူသီးမှုမရှိဖို့ဆိုတဲ့အချက်ဖြစ်ပါတယ်ဒုတိယရေးကြည့်တဲ့အချက်ကတော့ငလင်းပဲချိန်လုံးမယ်ပဲရဲ့လုံးမယ်ဆိုတာတွေဟာသိပ္ပံကြီးကြတဲ့ခမန်းကျင်များမဟုတ်ဘူးဆိုတာကိုလည်းပထမဆုံးသိထားဖို့လိုပါတယ်2015ခုနှစ်အတွင်းမှာငလင်းတွေလှုပ်ခဲ့ပါတယ်မြန်မာပြည်အတွင်းမှာလည်းလှုပ်ပါတယ်ဒါပေမဲ့လှုပ်ခဲ့သမျှငလင်းတွေကျွန်တော်မှတ်မိသလောက်ဆိုရင်တော့အင်အားဟာအများဆုံးအသင့်အင့်အများဆုံးဖြစ်ခဲ့ပါတယ် အင်အားတင့်ကျင်ဆိုတာအင်အားဟာ research scale အဲ6အထိအများဆုံးပေါ့လေအဲ့ဒီကဏ္ဍအထိပဲအများဆုံးလုပ်ခဲ့တယ်ဆိုတာသိရတယ်မြန်မာနိုင်ငံအလဲပိုင်းမှာအများဆုံးလုပ်တယ်စကိုင်းတိုင်းမှာလုပ်တယ်ရှမ်းပြည်နယ်အဲ့ဒီဘက်မှာလည်းအထူးသဖြင့်နေဇတ်ဒေသတွေမှာလုပ်ပါတယ်အထူးသဖြင့်မြန်မာနိုင်ငံရဲ့ပြင်ပမှာရှိတဲ့တရုတ်ပြည်ထိုင်းနိုင်ငံဘက်မှာလုပ်တာလည်းတော်တော်များပါတယ်ငလင်းနေနဲ့ပတ်သက်ပြီးတော့အယူဆတစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့ငလင်းငယ်ကြီးများများလုပ်ရင် ငလင်ကြီးကြီးမလုပ်ဘူးဆိုတဲ့အယူဆပဲဖြစ်ပါတယ်ဒါလည်းဘယ်ပေါ်မှာအခြေခံပြီးတော့တွက်ချက်တယ်လဲဆိုရင်ငလင်ဘာကြောင့်လုတ်တယ်လဲဆိုတဲ့အချက်ပေါ်မှာအခြေခံပြီးတော့ပြောခြင်းဖြစ်ပါတယ်တကယ်တော့ငလင်ဆိုတာညီလောနှစ်ခုပွတ်တိုင်မှုကြောင့်ပွတ်တိုင်တဲ့ခါမှာဘေးတိုင်ပွတ်တိုင်ရှိခြင်းတပြေးပြေးပူကြီးလာတာရှိခြင်းတပြေးပူဝေးသွားတာရှိခြင်းသုံးမျိုးရှိပါတယ်ဘယ်လိုမျိုးစံတယ်ပဲတွေ့တွေ့အဲ့ဒီညီလောနှစ်ခုရဲ့ကြာငရင်ကြောပေါ်မှာညီလောနှစ်ခုရဲ့ ပတ်တိုင်မှုကြောင့်တင်းအားလို့ခေါ်တဲ့ stress တွေဖြစ်ပါတယ်။အဲဒီ stress တွေဟာဒဇဇန်နဲ့စုဆောင်းလာပါတယ်။စုဆောင်းလာပြီးများလာတဲ့အချိန်ဆက်လက်ပြီးထိမထားနိုင်တော့တဲ့အချိန်မှာဒီစုဆောင်းထားတဲ့တင်းအား stress တွေကိုကမ္ဘာမြေကြီးကစွန့်ထုတ်ပါတယ်။အဲဒီစွန့်ထုတ်တာကိုငလင်လုတ်တယ်လို့ခေါ်ပါတယ်။ဘာနဲ့အလားတန်အတူလဲဆိုရင်တရေပင်ကျောက်ပေါင်မိတပင်ကိုအစနှစ်ဖက်ကကိုင်းပြီးတော့ကျွေးဆွဲတဲ့ခါမှာ ဒီဒီပင်ဟာတပြည့်ပြည့်တင်းလာပါတယ်ဒါတင်းအားပါပဲ stress ပါပဲအဲ့လိုဆွဲဆွဲဆွဲတဲ့အခါမှာတစ်ချိန်မှာဆက်လက်တင်းမထနိုင်တော့တဲ့အနေထားရောက်တဲ့အခါမှာဒီဒီပင်ဟာအင်္ဂလိပ်လိုတော့ bang ဆိုပြီးတော့ပြတ်ထွက်သွားပါတယ်ဒါကြောင့်မို့ငရင်လှုပ်တဲ့ဖြစ်စဉ်ကို ဖြစ်ရှင်းတဲ့ theory ကို bang theory လို့ခေါ်ပါတယ်ဒါဟာငလင်းနဲ့ပတ်သက်တဲ့အခြေခံအဖြစ်သိရမယ့်ချက်တွေဖြစ်တယ်မြန်မာနိုင်ငံဟာငလင်းအန္တရာယ်ရှိတယ် မြန်မာနိုင်ငံမှာငလင်းအနေအမြင့်ဆုံးဒေတာတွေဆိုတာလဲကျွန်တော်တို့တွေ့ထုတ်ပြီးသားဖြစ်တယ်။အဓိကအဖြစ်မြင်းကလင်းအနေအမြင့်ဆုံးရှိတဲ့ဒေတာတွေကစကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်စတဲ့ဒေတာတွေဖြစ်ပါတယ်။အဲဒီဒေတာတွေမှာငရင်အများဆုံးလှုပ်လေးရှိပါတယ်။ကြံတဲ့ဒေတာတွေကတော့အထိုက်လျောက်လှုပ်ပါတယ်။အဲဒီဒေတာတွေကတော့မြန်မာနိုင်ငံမြေပြန့်လွင်ပြင်ဖြစ်တဲ့ AR မြေကျောတလျှောက် အဲ့ဒီဒေတာမှာလည်းငလင်ကြီးတွေလုတ်ခုပါလေအဓိကအပြင်ငလင်ကျော်ကြီး၅ခုရှိပါတယ်ဟိုးအနောက်ဖက်ရခိုင်ကမ်းရိုးတန်းရဲ့အလွန်ပင်လေရေပြင်အောက်မှာငလင်ကျော်တစ်ခုရှိပါတယ်ရခိုင်ငလင်ကျော်လို့ပဲခေါ်ကြပါတယ်အခြေဘက်ကိုလာလိုက်ရင်မြန်မာပြည်ရဲ့အဓိကငလင်ကြီးကြီးအပြည့်စင်းများတဲ့ငလင်ကြီးအလုံများလေးရှိတဲ့ငလင်ကျော်ကတော့အေရော်ဂျီမြစ်အတိုင်းအပြိုင်ဆင်းလာတဲ့ဟိုးမြောက်ဖက် အစွန်ပြားကနေမုဒ္ဓမဂွေထိရောက်အောင်ရှည်လျားတဲ့စကိုင်းငလင်ကျော်ဖြစ်ပါတယ်။အဲဒီနောက်အရှိတ်ဘက်ကိုကူးသွားရင်ကြောက်ကြန်းငလင်ကျော်အဲဒီနောက်တန်လွင်ငလင်ကျော်အဲဒီနောက်မြန်မာပြည်မျိုးဘက်မှာရှိတဲ့ငလင်ကျော်တွေပေါ့လေဥမာဖြင့်၎င်းငလင်ကျော်စသဖြင့်ငလင်ကျော်တွေရှိပါတယ်။အသေးလေးတွေတော့အများများရှိပါသေးတယ်။အဓိကအချက်ကတော့ဒီငလင်ကျော်ကြီးချိန်မှာနောက်ဆုံးလုပ်ခဲ့တဲ့ငလင်ဟာအချိန်တော်ကြာနေပြီဖြစ်ပါတယ်။ဥမာဖြင့် စကိုင်းငလင်ရောကြီးမှာနောက်ဆုံးလုတ်ခဲ့တဲ့ငလင်ဟာနောက်ထပ်ငလင်တစ်ခုထပ်လုတ်ဖို့ကြာမြင့်တဲ့ return period ကိုအများကြီးကြော်တယ်ပြီဖြစ်ပါတယ်ဆိုလိုတာတော့ငလင်ကြီးတစ်ခုအချိန်မီလုတ်နိုင်တယ်ဆိုတဲ့သဘောကိုပြနေပါတယ်ဒါတတိထားမယ်အချက်တစ်ခုဖြစ်ပါတယ်မြန်မာနိုင်ငံမှာငလင်လုတ်တဲ့အခါမှာအားကောင်းဆုံးငလင်လုတ်တဲ့နေရာနဲ့အပြည့်စုံအများဆုံးငလင်လုတ်တဲ့နေရာတို့ဟာတတန်တဲ့မကြတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ် ဆိုလိုတာကတော့မြန်မာနိုင်ငံမှာလှုပ်ခဲ့တဲ့ငလင်ထဲမှာအားကောင်းဆုံးငလင်ကျော်ဟာတောင်ကျန်းငလင်ကျော်ပေါ်မှာလှုပ်ခဲ့ပါတယ်မင်းမျိုးတောင်ကြီးစားတဲ့မျိုးများအကြီးကဖြတ်သွားပါတယ်ဒါမဲ့အပြည့်အစည်အသေးပြောက်ဆုံးချုံမှုမများပါဘူးအပြည့်အစည်အသေးပြောက်ဆုံးချုံမှုအများဆုံးငလင်တွေကစကိုင်းငလင်ကျော်ပေါ်မှာပဲလှုပ်ကြပါတယ်အဲ့လိုလှုပ်တဲ့အခါမှာပြည့်စည်များတဲ့အကြောင်းတွေရှိပါတယ်စကိုင်းငလင်ကျော်မှာလှုပ်တဲ့ငလင်တိုင်းဟာနံပါတ်1 ငလင်ရဲ့ epicenter ဟာတိမ်ပါလေ shallow depth လို့ခေါ်ပါလေဆိုတော့ငလင်လုတ်တဲ့ဘူဒနာဟာမြေကြီးအောက်80 km တဲ့ယွန်းနေတဲ့အနက်မှာရှိပါတယ်အဲ့လိုအနက်တိမ်တဲ့ငလင်တွေဟာအပျက်စီးများတာပါလေဇိုင်းငလင်ကျောမှာလုတ်သမျှငလင်တိုင်းဟာအနက်တိမ်ပါလေအဲ့ဒီလုတ်တဲ့ငလင်ကအနက်တိမ်တွေမှာဖြစ်တဲ့အပြင်အဲ့ဒီအင်အားကအနည်းဆုံး9ကျော်သွားမယ်ဆိုရင်တော့ဒါအပျက်စီးများတာပါပဲ အပြည့်စည်များတဲ့အကြောင်းရင်းကလည်းအဲ့ဒီစကိုင်းငလင်ကျောပေါ်မှာမြန်မာနိုင်ငံရဲ့လူကြီးကထူထပ်ဆုံးဖြစ်ပါတယ်။တမိုင်းကိုပြန်ကြည့်ရင်မြန်မာနိုင်ငံမင်းဆက်အဆက်ဆက်ခစ်အဆက်ဆက်ရဲ့မြို့တော်တွေဟာစကိုင်းငလင်ကျောပေါ်မှာပဲတည်ထားခဲ့ပါတယ်။မန္တလေးအမရပုရနောက်ပြီးတော့အောက်ဘက်ဆင်းလာရင်ဟန်တာဝတီစသဖြင့်ပေါ့နော်။ကျွန်တော်တို့ကြည့်ခဲ့ရင်တကောင်အလုံးကြီးဟာစကိုင်းငလင်ကျောပေါ်မှာရှိပါတယ်။လူကြီးကလည်းထူထပ်ပါတယ်။အဲဒါကြောင့် အပျက်စီးအများဆုံးငလင်ကတော့စကိုင်းငလင်ကျော်ဖြစ်တယ်။အဲ့ဒီစကိုင်းငလင်ကျော်ရဲ့ငလင်ကြီးတစ်ခုလုပ်ဖို့ return period ကလည်းအများကြီးကျော်လွန်နေပြီ။ဒီချက်ကတော့တတိထားမယ်အချက်လိုပဲမြင်ပါလေ။ငလင်နဲ့ပတ်သက်ပြီးဘုဒ္ဓရှိဖို့လိုပါတယ်။ငလင်နဲ့ပတ်သက်ပြီးအဆောက်အဦတွေပြုကြခြင်းဟာအတိပြောက်အများကြီးဖြစ်ပါတယ်။ငလင်လုံးလို့သိတာကဘာမှမများပါဘူး။ဒါပေမဲ့ငလင်လှုပ်လိုက်တဲ့အတွက်အဆောက်အဦပြုကြပြီးပြီလို့ဖြစ်ပြီလို့ နောက်ဆုံးမြေထဲမှာမြုပ်သွားလို့တေးရတာကများလေးရှိပါတယ်ဒီတော့ငလင်ရဲ့အသေးပြောင်းဟာစောက်ဦးအမျိုးအစားပေါ်မှာအများကြီးတည်ပါတယ်အဲ့ဒီဒေသဟာမြန်မာရဲ့အစောဦးကြီးရှိသလားခိုင်ခံ့မှုရှိသလားစနစ်ကြတည်ဆောက်မှုရှိသလားဒီချက်တွေကအများကြီးစကားပြောပါလိမ့်မယ်ဒါကြောင့်မို့အထူးဖြင့်မြန်မာရဲ့တိုက်တာအစောဦးတွေစောက်သမားအစောဦးကလည်း engineering knowledge လို့ခေါ်တဲ့ earthquake engineering လို့ခေါ်တဲ့မြင်းကလင်းဆိုင်ရာ engineer အတတ်ပညာမပါဘဲစောက်လုပ်ထားတဲ့ နေရာတွေဒီလိုနေရာတွေကအန္တရာယ်ပိုကြီးပါတယ်ဥမာဖြင့်တောင်တွင်းကြီးနေရင်လုံတုံးကအသေးပြောက်မများပါဘူးဒါပေမဲ့တေးသမားအလုံးဟာအံ့ဩစရာအဆောက်အဦပြိုကျလို့ဒေသကြီးပါပဲအဲဒီပြိုကျတဲ့တဲမှာအဆောက်အဦတခုလုံးမပြိုကျပေမဲ့နိုင်ရနေနံကတ်တိုက်တွေများပါလေအဲဒီနံကတ်တိုက်တွေမှာအုံနိုင်ရနေလောက်ထားတဲ့ခါမှာအုံနိုင်ရများရဲ့အတိုင်းတာဟာတမယိုးကြအတိုင်းတာမဟုတ်ပါဘူး မင်းကတက်သားနဲ့ဘောင်ကော့တက်တဲ့ခါမှာအဲ့ဒီဘောင်ရဲ့အကျယ်က10ပြီ6ပြီလောက်အကျယ်ရှိပါတယ်အဲ့ဒီထဲမှာအုပ်စီထားပါတယ်အဲအုပ်စီတဲ့ခါမှာလဲအုပ်နဲ့တက်သားနဲ့ကြားမှာခိုင်မြဲအောင်လှုပ်လင်းရှိတဲ့ဂျာလီဆိုရဲပုံမိုခိုင်မြဲနိုင်တဲ့အစီအမံများလည်းမရှိပါဘူးအဲ့တော့ငရင်လှုပ်တဲ့ခါမှာအဲ့ဒီအင်္ဂလိပ်ပြအချက်လက်ကြီးကကျုပ်ပြီးတော့ပြုတ်ကျပြီးအဲ့ညမှာအိတ်ငယ်တဲ့လူတွေပေါ်ပြီလို့တေးရတာဖြစ်ပါတယ်ဒါနည်းပြောရင်တော့အဆောက်အဦရဲ့ခိုင်ကန့်မှုနဲ့လူရဲ့ ဂျူတင်ကာကွယ်မှုအတိအားအမြဲတမ်းအရေးကြီးတယ်ဆိုတဲ့အချက်ကိုပြင်ပြလို့ရဖြစ်ပါတယ်ညီကုန်းချုပ်အနေနဲ့2016ခုနှစ်မှာငလင်တွေကစင်လာတိုင်းလှုပ်ဦးမှာပါပဲဘာဖြစ်လို့လဲဆိုတော့ကဘာကြီးကလည်းတနေ့တည်းပိုပြီးပူးနေတယ်အခု2015ခုနှစ်ကကဘာတပိုင်းမှာအပူဆုံးနှစ်ဖြစ်ခဲ့တယ်ဒါတွေရဲ့နောက်ဆက်တွဲဖြစ်ငလင်တွေထပ်မံလှုပ်ဖို့ဆိုတာကတော့တေချာတဲ့လှုပ်တစ်ခုလိုပဲဆိုနေပါတယ်ဒါပေမဲ့လှုပ်တဲ့ငလင်တွေဟာအင်အားမကြီးရင်တော့တမန် အာနင်းငင်အာအတင်းတင်းစသဖြင့်တနည်းပြော research skill 6တယ်မကျော်ရင်တော့အပြစီနဲတာပါတယ်ရတော့အဖြစ်တော့ဒါပေမဲ့6ကျော်ရင်တော့အပြစီရှိတတ်တယ်ဒါလည်းဘယ်လိုအဆောက်အဦမျိုးဘယ်လိုနေရာမျိုးမှာနေတယ်ဆိုတဲ့အချက်ပေါ်မှာဒီနေချင်းဖြစ်ပါတယ်ညီကုန်းပြန်ကျုပ်ကျင်တာအဓိကနှစ်ချက်ပါပဲတစ်ချက်ကငလင်းစွာကျူတင်ခမန့်လို့မရနိုင်ဘူးဆိုတဲ့နံပါတ်1အချက်ရယ်နံပါတ်2အချက်ကငလင်းငယ်လေးတွေများများလှုပ်ရင်ငလင်းကြီးလှုပ်ဖို့အခွင့်အရေးနေပါတယ်ဆိုတဲ့အချက်ကိုထောက်ရှုပြီးတော့တချို့ကိစ္စရများဟာအစိုးရ လုံလုံကဲကဲမရှိဘူးနဲ့အရာရာဟာအသိပညာကဥဆောင်တယ်ဆိုတဲ့အချက်ကလေးကိုအလေးနဲ့ထားပြီးတော့ငလင်းနဲ့ပတ်သက်တဲ့အသိပညာပုံမူရရှိအောင်နဲ့တကြွနားလေသူများရဲ့လမ်းညွန်ချက်အတိုင်းမိမိတို့ရဲ့အဆောက်အဦနေထိုင်မှုစတာတွေကိုလူနေမှုစနစ်ကိုပါပြုမြင်ဖို့လိုတယ်ဆိုတာလေးတင်ပြရင်းညီကုန်းချုပ်ပါလေ